ပရလောကနဲ့တချို့ဇက်လန်းတွေကဖြစ်ရမယ်လို့ပြောလိုက်လို့ရှိရင်ယုံတဲ့သူတွေရှိတယ်လို့မျိုးမယုံတဲ့သူတွေကပုံများနေတတ်ပါတယ်။တချို့တွေကလည်းလက်တွေ့မှယုံကြည်တတ်ကြတဲ့လက်တွေ့သမားတွေ တချို့တွေကြတော့လေအထောက်ထားခိုင်လုံမှအင်တင်တင်နဲ့လက်ခံလိုက်ကြတာတွေလည်းတွေ့ခဲ့ဥပါတယ်ပရာလောကဆိုတာတကယ်ရှိပါတယ်အဝေးယူလည်းရှောင်မကြည့်ပါနဲ့ကိုပတ်ဝင်ကျင်မာတယ်မဲ့ပရာလောကဆိုတာရှိနေတဲ့အခြားလောကတစ်ခုပါပဲဒီလိုပရာလောကကြီးမှာဖြစ်တည်နေကြတဲ့ပိဒါဘုံသားပရာလောကသားတွေရဲ့၆လန့်နာအကူညီတောင်းတာစားနောက်တာတွေကိုကြုံခဲ့ဘူးသူတွေလည်းမနှဲမနှောပါပဲတချို့နာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကစားဒီလိုအဖြစ်မျိုးပရာလောကရင်နဲ့ဆိုင်တဲ့အတွေ့အကြုံတွေသူတို့ကြုံခဲ့ရဘူးပါတယ်လက်တွေ့ဖြစ်ခဲ့ကြဘူးပါတယ်ယုံကြည်ပါတယ်လက်ခံပါတယ်လို့ဖွင့်ရထားတာတွေလည်းကြားနေမြင်နေရမှာပါမျက် ျက်စိနဲ့မမြင်ရတိုင်းကိုယ်တိုင်မကြုံဘူးတိုင်းလက်မခံဘူးဆိုတဲ့သူတွေအတွက်ဒီလိုဖြစ်ပျက်တွေကတော့ဇလန်းဖြစ်ပဲထင်ကျရစ်စေမှာပါငါးရီလက်လက်ဆက်ဆက်လေးတွေရမယ်နော်အလေးပြည့်တယ်အလေးပြည့်တယ်ငါးရီလက်လက်ဆက်ဆက်လေးတွေအမကြီးငါးရီအားပေးပါအောင်ဒီမနေ့မှရောက်တာငါးရီကလက်လက်ဆက်ဆက်တယ်နော်တနေကုန်ဈေးထဲမှာပဲမိသားစုအတွက်အချိန်ကုန်ရုံးကန်ရင်လည်းတာတတ်ယုံနဲ့မှအချိန်ကုန်နေတဲ့ငစိမ့်တဲ့မြင့်မြင့်ဆန်းတယောက်ကအခုလည်းသူ့ရဲ့ငါးရီရောင်းကုန်အောင်အော်အော်ပြီးတော့အပြိုင်ဆိုင်ကိုမိတ်ခေါ်နေလိုက်တာမြင့်မြင့်ဆန်းအသက်က90ကျော်နေပါပြီငငယ်ရွယ်နဲ့မဟုတ်ဆိုးမဖြစ်ကတာသမီးကမထုံးကားခဲ့တော့တူရီ ူမတွေမောင်နှမတွေဆွေမျိုးသားချင်းတွေပေါ်မှာပို့ပြီးတော့တန်ရောစင်တွင်နေမိပါတယ်လူတွေကပြောကြပါတယ်တန်ရောစင်တွေနေအောင်တယောက်တည်းနေရမယ်တဲ့အဲ့လိုပြောတဲ့သူတွေကိုယ်တိုင်ကရောတကယ်တန်ရောစင်တွေပြတ်နိုင်မလားတကယ်ရောတယောက်တည်းနေနိုင်မလားဆိုတာကတော့မြင့်မြင့်ဆန်မသိပါဘူးသူ့အတွက်ကတော့လူဖြစ်လာပြီးတော့မှဆွေရဲ့မျိုးရဲ့အတိုင်းဝိုင်းလေးနဲ့စီစီလုံးလုံးလေးမနေလိုက်ရရင်လူဖြစ်ရကြုံမနဲ့တလို့အထီးကျန်တယ်လို့ဒီလိုဘဝကြီးနဲ့အသက်ရှင်ရမှာငွေတွေဘလောက်ရှိရှိဘဝကြီးဟာဟာတာတာနဲ့မပြည့်စုံတယ်လို့ခံစားရပါတယ်ဒီသက်ရွယ်မှာတော့နောက်ရင်နောက်ပြုတ်ဖို့လည်းစိတ်ကူးမရှိတော့ပါဘူးကိုစားကျင်တာစားမယ်ငွေရှာမယ်တုံးညင် ယ်လို့သုံးမယ်မိသားစုတွေလိုအပ်တာလေးတွေဖြည့်ဆည်းပေးမယ်အဲ့လိုရုန်းကန်နေရတာကိုကပဲလူပိသနေပြီးတော့ဘဝအတိတ်ပဲရှိနေလာပါပြီတခါတလေကျတော့လေလူတွေကခတ်ပါတယ်ငားညီနဲ့နေနဲ့လူတွေရှုပ်ထွေးနေတဲ့နေရာကြီးမှာအကုသို့လုပ်တွေလုပ်ပြီးတော့ငွေရှာနေတာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့တကယ်ဆိုရင်ကိုရီလိုသားငားရောင်းနေတဲ့သူတွေဆိုတာသူတို့လိုသားငားစားကြတဲ့သူတွေရှိနေလို့စီးပွားပြည့်လုပ်နေရလေလောကကြီးမှာတလောကလုံးတက်တက်လို့စားကြည့်ပါလားဈေးထဲမှာသားငားယုံဆိုတာဘယ်ရှိတော့မှာလဲရောင်းပေးနေတဲ့သူတို့တော့ကျေးဇူးမတင်ကြပဲနဲ့ငရေကြီးတလေးပါလေးနဲ့ဝေဖန်တတ်တဲ့သူတွေဆိုတာလည်းဒုနဲ့ဒေးပါပဲမြင့်မြင့် ြင့်ဆန်ရဲ့တနေ့တာဒီလိုနဲ့ပဲလေပတ်နေလိုက်တာဟာမြင့်မြင့်ဆန်၄နှစ်သမီးအရွယ်တည်းကဆိုရင်အခုဆိုအသက်50တောင်ကျော်နေခဲ့ပါပြီအထိုင်များတာရဲ့အစားတောင်းကျန်းတာရဲ့ကြောင့်ပုံစံကတော့ဝဝပုပုလုံးလုံးမဲမဲနဲ့ပါပဲရွှေတွေကတော့တကူလုံးအပြည့်စင်နာပါသေးတယ်မျက်နှာပေါက်ကစူးသလိုစကားပြောရင်လည်းနှုတ်ကလေးကလည်းနည်းနည်းကျန်းတတ်ပါတယ်လုံးနေတဲ့အလုံးနဲ့လည်းစိုင်တယ်လို့ဆိုရမှာပါစိတ်ထားလေးကတော့စိတ်ပုတ်တာတွေပါတယ်တော့မရှိရှာပါဘူးသူနဲ့လုပ်ငန်းသူတွေထဲမှာဆိုရင်စိတ်ထားကောင်းတဲ့သူလို့ဆိုလို့ရတဲ့ထဲမှာပါပါတယ်ဘလောက်စိတ်ထားကောင်းကောင်းလူတစ်ယောက်ကအပြောဆိုမတတ်တဲ့ကဆဲသလိုဖြစ်တတ်တဲ့ဆိုတဲ့စကားပုံကမြင့်မြင့်ဆန် ကိုရည်ညွှန်းထားပုံရပါတယ်အဲဒီလိုနဲ့ပဲသားငါးစီးထဲမှာမြင့်မြင့်ဆန်အတန်ဆာဆာလေးကနေတိုင်းလွှမ်းမိုးထားစေပါပဲဒီနေ့မှာတော့မြင့်မြင့်ဆန်ကန်ဆိုးမုံမောင်ကြလာခဲ့တဲ့တနေ့ကိုကြုံလာခဲ့ရပါတယ်အဲဒီနေ့ကစပြီးတော့မြင့်မြင့်ဆန်ရဲ့အတန်ဆာဆာလေးနဲ့မြင့်မြင့်ဆန်ဈေးရောက်နေကြနေရာလေးဟာလစ်ဟာသွားခဲ့တယ်လို့ဆိုရမှာပါကန်ဆိုးမှုတွေစတင်တဲ့အချိန်ကမြင့်မြင့်ဆန်ဟာဈေးကနေခါတိုင်းဆိုရင်ဈေးကွဲတဲ့အချိန်မှာပြန်လာနေကြပါအဲဒီနေ့ကျမှနေပြင်းလို့ထင်ပါတယ်ခေါင်းနဲ့နည်းနည်းမူးတလို့ဖြစ်နေတာနဲ့ပြန်နေကြချိန်မဟုတ်ပဲနဲ့ဈေးသိမ်းလိုက်ပြီးတော့ငါးချင်းတောင်းလေးကိုတည်ရင်နဲ့အိမ်ပြန်မှာဈေးပဲပဲချမ်းမှာဈေးတွေက ထွက်ထွက်ချင်းလမ်းချင်းလေးတစ်ခုတည်းရောက်လမ်းရှင်းနေတဲ့အချိန်မလို့အရှင်ခက်ပြင်းပြင်းနဲ့တုံထိုးမောင်းထွက်လာတဲ့ Highland Courtesy နဲ့ပြစ်တိုက်မိသွားခဲ့ပါတယ်ကားကအရှင်နဲ့တိုက်မိလိုက်လို့မြင့်မြင့်ဆန်သတိလစ်ပြစ်လဲကျသွားခဲ့ပါတယ်ခုနကအရှင်နဲ့မောင်းလာတဲ့ကားကမြင့်မြင့်ဆန်ကိုတိုက်မိသည့်တိုင်အောင်အရှင်ဟာချက်ချင်းမသေးသေးပဲနဲ့လမ်းမပေါ်မှာလွင့်ဆင်သွားပြီးတော့ပြစ်လဲသွားတဲ့မြင့်မြင့်ဆန်ကိုလုံးလေးပေါ်ကိုတက်ကြိတ်သွားမိပါတယ်အဲဒီနောက်မှာကားဟာထိုးရက်သွားခဲ့ပါတယ်အဲဒီအချိန်မှာပဲကားတိုက်သွားပြီဆိုပြီးတော့ဝိုင်းအောင်လာတဲ့လူတွေနဲ့ကားသမားကိုထွက်မပြေးဖို့အတွက်ဝိုင်းအော်နေကြပါတယ်ဟဲဟဲတိုက်မိသွားတဲ့မိန်းကလေးကသေသွားပြီထင်တယ်တနာ ားပါတယ်ဟဲ့ဟဲလမ်းမပေါ်မှာခေါင်းကြီးတစ်ခုလုံးပြားကတ်နေအောင်ကားကြိတ်ခံလဲရတာပဲ ကြောက်စရာကောင်းလိုက်တာဟဲ့ဖះဖះဖះစတဲ့တယောက်တစ်ပေါက်အတန်အိမ်နဲ့တစ်စည်းလုံးလူတွေကဝုံနိုင်ကိုကျဲသွားခဲ့ပါတယ်ထွက်ကြည့်ကြတဲ့အထဲမှာမြင့်မြင့်ဇံမှန်တည်တဲ့သူတွေလည်းပါတော့မြင့်မြင့်ဇံတွေစိတ်မကောင်းဖြစ်ကြသလိုမိသားစုတွေကိုလည်းအကြောင်းကြားလိုက်ကြပါတယ်မကြခင်မှာပဲရဲတွေလည်းရောက်လာပြီးတော့အလောင်းစစ်ချက်တွေယူတယ်ပြီးတော့ကားသမားကိုလည်းဖမ်းခေါ်သွားကြပါတယ်မြင့်မြင့်ဇံအလောင်းကိုတော့နိုင်အကူညီတဲ့ပရိုက်တာဘွဲတခုကလူငယ်လေးတွေဟာကြောက်ကြောက်လန့်လန့်နဲ့ပဲသွေးပြက်သလိုပုံစံလေးတွေနဲ့တည်သွားကြပါတယ်ကြောက်ရင်လည်းကြောက်စရာပါပဲအဝတ်အစားအရောင်းငားထဲတဲ့တောင်းနဲ့လက်ဝတ်လက်စားတွေသာမပါခဲ့ဘူးဆိုရင်ဒီလူဟာမြင့်မြင့်ဇံမှာဆို ိုပြီးတော့ဘယ်သူမှတတ်မပြောနိုင်လောက်အောင်ထိပါပဲမြင်းမြင့်ဆန်းရဲ့ဥကောင်းကြီးတစ်ခုလုံးကကားလမ်းမှာပြတ်ကတ်ပြီးတော့ခန္ဓာကိုယ်ကြီးဟာအယိုးအစ်စ်တွေလိန်ကောက်လို့ပါပဲအသားတွေကလည်းပဲထွက်နေပြီးတော့ခြေထောက်ကလည်းနောက်ပြန်ကြီးကိုလန်ပြီးတော့ထပ်ပိုင်းကျိုးနေပါပြီမြင်နေရတဲ့သူတွေတင်ကြောတဲ့စိတ်သွားပြီးတစ်ဖက်ကလည်းမြင်းမြင့်ဆန်းတဲ့ဝမ်းနဲ့စိတ်မကောင်းဂယုဏတက်မိကြပါတယ်အဖြစ်ပြက်တွေကမြန်ဆန်လွန်းလာလားအချိန်ကပဲကုန်လွယ်တာလားတော့မသိပါဘူးမြင်းမြင့်ဆန်းရဲ့အဖြစ်ပြက်လေးကတလားလောက်ကြာသွားတဲ့အခါမှာတော့လူတွေမိမိပြပြတော့ဖြစ်သွားခဲ့ကြပါပြီလူဆိုတဲ့တရဝါတွေကလည်းမိလွယ်တတ်ကြပါတယ်ပဝင်းကျင်ကလူတယောက်ကွယ်လွန်လို့ရှိရင်တနာဂယုဏတက်ကြပါ ါတယ်ကိုယ်လည်းကြာတေမင်းလာခေါ်လို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာတွေးပူတတ်ကြပါတယ်ဖះတရားဘက်ကိုလည်းအားကိုးတတ်လာပါတယ်နောက်ပိုင်းကျတော့လည်းတကယ်ဆွဆွမြဲမြဲလုံနိုင်တဲ့သူဟာရှားပါတယ်အဲဒါကြောင့်ပဲရှင်တော်မြတ်ဖះကအမြဲတတိကပ်ဖို့ကိုအဓိကထားမမေ့ကြဖို့မှာကြားဟောကြားခဲ့တာပဲမဟုတ်ပါလားစိုက်ကားဆရာဆိုတဲ့ကုံမုတ်ကမခမ်းနားပဲမဲ့ကိုကျော်ကြီးတွက်ကတော့တိတ်ရေးမကြည့်လာပါဘူးအတန်းပညာမတတ်တဲ့အပြင်ပတ်ဝန်းကျင်မှာလည်းလက်လုံလက်စားနဲ့ရှင်သန်နေကြတဲ့သူတွေကြီးပဲမို့ DJI နဲ့ကနေကြော်ကြည့်ဖို့မကြိုးစားကြင်တော့တာပါလူတဘာဝပါပဲကိုကျော်ကြီးကလည်းလူတွေတဲကလူတယောက်မို့လို့ဒီလမ်းစဉ်တိုင်းပေါ်ပ ဘောပပနဲ့ဟူနာဒီနာစိုက်ကားနင်းလိုက်ငွေလေးရလာလိုက်မိမကိုအင်စည်းတဝက်ပေးလိုက်ကျန်တာလေးကိုအပန်းဖြေဆိုတဲ့ခေါင်းစဉ်နဲ့အရက်ကလေးတွမ်းမော့လိုက်နဲ့နေ့ဒီညတွေဟာဆက်နေခဲ့ပါတယ်မိမလှုပ်တဲ့သူကရက်ွက်အနံ့ခဝါတယ်လို့ကိုလှုပ်ကြိုင်ပါတယ်ရိုင်နဲ့နဲ့ဒနီမိုးဝါကာအိမ်လေးထဲမှာလင်မယားနှစ်ယောက်ဟာတက်ညီလက်ညီပင်ပင်ပန်းပန်းအလုပ်လုပ်လိုက်တနေ့တနေ့ရလိုက်စားလိုက်သုံးလိုက်နဲ့စုမိတယ်လို့ကိုမရှိကြပါဘူးအိမ်သုံးစိတ်ဆိုတာကလည်းအိမ်တော်တစ်ခုတည်ပြီဆိုတဲ့ကဘယ်ကဘလို့ကပ်ပါလာမှမသိတဲ့အမွာလိုပါပဲဒီကြားထဲမှာပဲကလေးကမွေးထားမိပြန်တော့ဒုက္ခပေါ်ဒုက္ခတွေစင်ရှာ ာတဲ့ပိုက်ဆံကဘလို့မကိုလောက်ငှတယ်ကိုမရှိတော့ပါဘူး။ကလေးကလည်းကြောင်းနေတဲ့အရွယ်ဆိုပေမဲ့လည်းငယ်နေသေးတော့ကြောင်းစိတ်ကတိတ်မကုန်လို့တော်ပါသေးတယ်။တနေ့တနေ့မစုမိတဲ့အပြင်နေထိုင်မကောင်းတာတို့အရေးပေါ်လိုအပ်တာတို့ဆိုရင်လည်းရက်ွက်တွေကအတူပေးစားတဲ့အိမ်မှာမျက်နှာငယ်လေးနဲ့တွားချိလိုက်ငှားလိုက်ပါပဲ။ဘလို့ပဲဖြစ်နေပါစေအိမ်တော်ဦးစီးလှုပ်တဲ့ကိုကျော်ကြီးကသူ့လှုပ်ကလေးကိုပိုလည်းမကြိုးစားသလိုရှော့လည်းမလုပ်ပါဘူး။သူ့လုံမြဲအတိုင်းပဲပုံမှန်လေးဆက်လှုပ်ဖြစ်နေပါတယ်။တကောင်ကျွက်ကိုကျော်ကြီးကငငယ်ရွယ်မှာတရက်ွက်တဲ့နေသူနဲ့အိမ်တော်ကြာပြီးတဲ့နောက်အရင်လူပြိုးဘွားတုန်းကလို့ဆက်လှုပ်ရေးလုပ်ငန်းတွေမှာလိုက်ပြီးတော့နေစားမလုပ်ဖြစ်တော့ပါဘူး။သူ တက်နိုင်တယ်လို့စုဆောင်းထားတာလေးတွေနဲ့စိုက်ကားလေးတစ်စီးဝယ်ပြီးတော့ဒီမီသားစုဘွားလေးကိုတီဆောက်နေခဲ့တာအခုဆိုရင်သူတော်အသက်40ဆွန်းဆွန်းနဲ့ကိုရောက်လာခဲ့ပါပြီဘွားကမတိုးတက်လာပဲမလဲအချိန်တိုင်ထမင်းဝိုင်းလေးမှာစုံရမယ်တားလေးနဲ့ချစ်စနီးလေးမျက်နှာကိုမြင်နေရတာနဲ့တည်းသူ့အတွက်ကတော့ပြည့်စုံနေခဲ့ပါပြီသူမြဲပြောနေကြစကားတခွရှိပါတယ်ပါတယ်ဘဝဆိုတာချမ်းသာဖို့မလို့မိသားစုတစ်ခုမှနှွေးထွေးကျင်တာချစ်ခင်မှုမရှိရင်ဘလောက်ချမ်းသာချမ်းသာဘလောက်ပညာတတ်ပါစေသူတို့နှလုံးသားတွေကပြည့်စုံတယ်နှွေးထွေးတယ်ဆိုတဲ့ခံစားမှုကိုရှာတွေ့မှာမဟုတ်ဘူးတဲ့ဘလောက်ထိဈေးကြီးတဲ့ထမင်းဝိုင်းကြီးတွေ င်မှာဘလို့မျိုးနာမည်ကြီးဟင်းတွေစုံလင်နေပါစေအ ਨੇ စုံတော့ကိုချစ်ရတဲ့မိသားစု မရှိပဲတယောက်တည်းစားရတဲ့ညစာအေးဆက်နေမှာပါပဲမိသားစုစုံစုံလင်လင်နဲ့စားတော့ရတဲ့ထမင်းဝိုင်းလေးမှာဟင်းဆိုလို့ငပိရီတစ်ခွက်တည်းရှိရင်တော့ဘလို့ဆက်စားတယောက်မျက်နှာတယောက်ကြည့်ပြီးဖြစ်လာတဲ့ပီတိအရှိန်လေးနဲ့ထမင်းလဲမိန်တယ်လို့ချစ်ချင်းမြတ်တာနှွေးထွေးမှုတွေနဲ့လွှမ်းခြုံနေတဲ့ထမင်းဝိုင်းလေးမလို့အရာရာပြည့်စုံနေပြီပဲဖြစ်ပါတယ်အဲဒီစကားလေးကိုကိုကျော်ကြီးမူလာတဲ့အခါပြောတတ်ပါတယ်သူပြောတာမှန်တဲ့တလောက်တော့မှန်ပါတယ်ကိုကျော်ကြီးလိုလူချမ်းကြီးတယောက်ကလူချမ်းမင်မဲ့နှလုံးနှူးတဲ့လူတွေထဲမှာပါတယ်ဆို ါတော့လက်ခံရပါလိမ့်မယ်ကိုကျော်ကြီးမှထူးခြားတဲ့အချက်လေးလည်းရှိနေပါသေးတယ်သူကတနေကုန်အလုတ်လုံနေတဲ့အချိန်ဆိုအရက်လုံးဝမတောက်ပါဘူးတခြားဆိုင်ကဆရာတွေကမှနည်းနည်းပါးပါးခိုးတောက်တတ်ကြပါသေးတယ်အဲ့ဒီတစ်ချက်ကတော့ကိုကျော်ကြီးကလေးစားလောက်ပါတယ်အေးအလုတ်ပြီးပြီလားအလုတ်တွေပြီးလို့ဆိုင်ကသိမ့်မဲ့အချိန်ညပဲဆိုရင်တော့အရက်ကိုသူတောက်နိုင်တဲ့ limit တစ်ခုရောက်တဲ့အထိရေးရေးလဲလဲကိုတောက်တတ်ပါတယ်နောက်ပြီးတော့သူကမူးလာလို့ရှိရင်လည်းဘသူ့အမှမရစ်တတ်ပါဘူးသူ့ဘာသာသူတိတ်တိတ်လေးဆိုင်ကလေးနင်းပြီးတော့အိမ်ပြန်တတ်ပါတယ်ဘာမှလည်းပြဿနာမရှာသလိုဘသူနဲ့မှလည်းရံမဖြစ်ပါဘူးကိုကျော်ကြီးကတော်တော်အနေအေးတဲ့လူတယောက်လို့အကြမ်းမြင် င်းသတ်မှတ်လို့ရပါတယ်ကိုကျော်ကြီးတို့စိုက်ကားဂိတ်ကဈေးနီးနားမှာဆိုတော့တနေ့တနေ့ပုံမှန်ဝင်ငွေလေးကဈေးသွားဈေးပြန်စီးနေကြလူတွေရထားတော့စိတ်ချရတဲ့သဘောမှရှိပါတယ်တနေ့ခါတိုင်းလိုပဲကိုကျော်ကြီးတယောက်ကတနေ့ကိုစိုက်ကားဆွဲပြီးတော့အချိန်တန်တော့ဘုံဆိုင်လေးကိုပြေးပြီးတော့အရက်ကလေးတောက်ဖြစ်ပါတယ်နောက်ပြီးတော့ပြန်နေကြလမ်းလေးတိုင်းစိုက်ကားလေးကိုတဤနင်းပြီးတော့ဈေးဘက်နာကနေပြန်နေကြလမ်းလေးတိုင်းအိမ်ကိုပြန်လာခဲ့ပါတယ်ဒီကနေ့မှခါတိုင်းထပ်ပို့ပြီးမှောင်မဲနေသလားလို့တွေးမိပါတယ်ပဝင်းကျင်ကထူးထူးခြားခြားအရင်ကြားနေကြညပည့်လေးတွေအော်တန်အောင်မကြရလောက်အောင်စိတ်ငြိမ်နေတာကိုတော့သတိထားမိပါတယ်လ မ်းမီတချို့ကလည်းပြက်လိုက်လာလိုက်နဲ့အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာလည်းနာရီအိမ်တိန်ကိုမြင်လာခဲ့ရပါသေးတယ်။ဘယ်ကနေဘလို့ဦးနေမှမသိတဲ့ခွေးယုတ်ကြီးဦးနေတဲ့အတန်ကလည်းအသေးသေးအယိုးတဲ့အထိစိတ်ဝင်သွားလောက်အောင်ကြောက်စရာအငွေ့သက်တွေရနေမိပါတယ်။ကိုကျော်ကြီးလိုအကြောက်လန့်မရှိတဲ့သူတောင်ဒီလိုညမျိုးမှာကြောချမ်းနေမိတာတော့အမှန်ပါပဲ။စိုက်ကားချင်းနေလေးကိုတဖြည်းဖြည်းနင်းနေရကနေခက်မြမြန်လေးမသိမသာနင်းကြည့်လိုက်ပါတယ်။စိတ်ထဲမှာတော့အိမ်မြန်ပြန်ရောက်ချင်နေမိပါတယ်။အချိန်ကလည်းတကောင်ဆိုတော့လမ်းပေါ်မှာလည်းလူသူကင်းမဲ့နေပြန်ပါတယ်။လမ်းမကြီးမှာတော့ကားသွားလာမရှိသလောက်ကျဲနေတဲ့အချိန်မှာကိုကျော် ကြီးတယောက်တည်းဇေဘေးနားလမ်းကလေးကိုစိုက်ကားလေးနင်းလာခဲ့ပါတယ်ဇေဘေးနားလေးကလမ်းလေးနားကိုလည်းရောက်ရောကိုကျော်ကြီးသူ့ရှေ့ရမြင်ဝင်းကြောင့်တစ်ချက်တော့တွန့်သွားမိပါတယ်နောက်တော့ကိုစိတ်ကိုပြန်ထည့်ရင်းနဲ့မျက်လုံးကိုတေချာအမူးပြောင်းပုတ်လိုက်ရင်းနဲ့အဲ့ဒီမြင်ဝင်းကိုတေချာပြန်ကြည့်လိုက်မိပါတယ်လာရောင်ထိန်ထိန်လင်းနေတဲ့ညလယ်မှာသူမြင်နေရတာကအမူးသမားတစ်ယောက်ကကားလမ်းပေါ်မှာကန့်လန့်ကြီးလဲအိတ်နေရပါကိုကျော်ကြီးကလည်းအမူးသမားချင်းအတူတူဆိုတော့ကိုချင်းစာပြီးတော့သူ့စိုက်ကအရှိပဲခက်ဝဲဝဲမှာလဲနေတဲ့အမူးသမားကိုညဘက်ကြီးလူမသိသူမသိကားကြိတ်ခံရပြီးတော့တေမာဆိုးတာကြောင့်စေတနာနဲ့သူ့စိုက်ကမှတတ် ထားတဲ့ဘဲလေးကိုဇက်တိုက်တီးပြီးတော့အသိပေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူ့ရှေ့မှာလဲနေတဲ့အရာတစ်ချက်လောက်လုံယုံပဲလှုပ်သွားပြီးတော့အိမ်မြဲတိုင်းပြန်အိတ်နေတာကိုတွေ့ရပါတယ်။နောက်တော့ကိုကျော်ကြီးစိတ်မရှိတော့ပဲနဲ့သွားနိုးမှဖြစ်မယ်ဆိုပြီးတော့စိုက်ကားပေါ်ကအသားလေးဆင်းပြီးတော့သူ့ရှေ့နားကလူနာကိုလေးလေးကန်ကန်ရှောက်သွားရင်းနဲ့လှမ်းပြောလိုက်ပါတယ်။ဟေ့ရ မင်းမူးနေလို့ရှိရင်လည်းလွတ်လွတ်ကင်းကင်းသွားမူးကွာဒီလမ်းလေကောင်ကြီးမှာတော့လာအိတ်မနေနဲ့သွားသွားသွားဟျောင်းငါလည်းမိုးရင်းကမစားကျင်သေးဘူးကွာမင်းနဲ့ဘာကောင်မှမသိဘူးကိုကျော်ကြီးရဲ့စကားဆုံးမှာတော့တပတ်လူကအတိမတ်ပြတဲ့ပုံစံနဲ့ပိုလှုပ်လာပြီးတော့လဲနေရကနေဇကနဲကောက်ထားလိုက်ပြီးတော့လိန်ကောက်ကောက်နဲ့ကိုကျော်ကြီးနားကိုပြေးလာခဲ့ပါတယ်တပတ်ကလူရဲ့ထူးဆန်းတဲ့အပြုတ်မှုကြောင့်ကိုကျော်ကြီးကလည်းတစ်ချက်တွန့်သွားပြီးတော့ကြောင်ကြည့်နေတော့ဟိုလူကသူ့ရဲ့အနားကိုနီးကပ်လာခဲ့ပါတယ်အနားကိုရောက်ကမှကိုကျော်ကြီးတပတ်လူကိုတည်တည်ချာချာမြင်လဲရပါတော့တယ်တကယ်တော့သူ့စီကိုပြေးလာနေတာလူတယောက်မဟုတ် ုတ်ပဲနဲ့နံများတစ်ချက်လိုမျိုးဖောင်းနေတဲ့နေရာဖောင်းပိန်နေတဲ့နေရာပိန်နဲ့ပြားကတ်နေတဲ့ခေါင်းကြီးနဲ့အယိုးစစ်တွေနေရာပြောင်းပြီးတော့ပြောင်းမြန်နေဖြစ်ပြီးတော့တွန့်လိန်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမကြီးတယောက်ရဲ့ပုံစံမျိုးနဲ့တရေဖြစ်နေတာကိုမြင်လိုက်တော့ဘာပြောကောင်းမလဲကိုကျော်ကြီးကလည်းစိုက်ကားကိုထားရိုက်ခဲ့ပြီးတော့ငေးတန်ပေါင်းអော်ပြီးတော့ထွက်ပြေးလာခဲ့ပါတယ်သူခွေးပြေးဝက်ပြေးပြေးနေပေမဲ့သူကပြေးလေနောက်ကနေလိုက်လေနဲ့မိမလို့မိမလို့ဖြစ်ရင်းကနေကိုကျော်ကြီးကလည်းအသေးအတန်ပြေးလိုက်တယ်ဆိုတာဘယ်ရောက်လို့ဘယ်ပေါက်မှန်းကိုမသိတော့ပါဘူးနောက်ဆုံးတော့ကိုကျော်ကြီးတတိယလာတာကသူတို့မြို့နယ်ကဆေးရုံအသေးစား လေးတစ်ခုမှဖြစ်ပါတယ်။သူကသတိလစ်နေတာတရက်ပြည့်တော့မယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်။သူရဲ့ဘေးနားမှာလည်းဆွေမျိုးတွေနဲ့ဇနီးတွေရောသားလေးရောဟာစိုးရင်တကြီးနဲ့စောင့်နေကြပါတယ်။ကုကြွကြီးကုကြွကြီးခင်ဗျားဘာဖြစ်ခဲ့ရလဲဗျ။ဘာဖြစ်လို့ဟိုဘက်ရက်ကောက်ကလမ်းမှာတွားအိတ်နေရတော့ဟမ်ငါငါဗမာအိတ်လို့လဲဘေးနားအပေါင်းသင်းနေတဲ့ဇာကကြောင့်ကုကြွကြီးမသိတယ်လို့နဲ့ပြန်မေးလိုက်တော့ဟောဗျာ ခမားဆိုင်ကားကြီးကဈေးဘေးနားလမ်းမှာတော့မခတ်ပဲဒီတိုင်းလမ်းပေါ်မှာထားခဲ့ရလေဗျာအဲ့ဒီနားကအိမ်ကမနဲ့ကြတော့မြင်လို့တိတ်မိထားလူကဟိုဘက်ရက်ကွက်ကလမ်းဘေးမှာလဲနေရဆိုပြီးတော့အကြောင်းကြားလာလို့ကျွန်တော်တို့ပြေးလာပြီးတော့ခမားကိုတည်လာတာဗျာအဲ့နဲ့ခမားကိုဒီဆေးကိုမှလာတင်ထားခမားအရက်တွေတော့တိတ်မတော့ပါနဲ့တော့ဗျာအလွန်ကြုံကြီးကြောက်လဲဘယ်ကောင်းမလဲဗျာသတ္တမိနဲ့မိန်းမမျက်နှာကိုလည်းထောက်ပေါအဲဒီကကြမှာပဲကိုကျော်ကြီးကသူ့ရဲ့အဖြစ်အပျက်ကိုတေချာတည်သွားပြီးတော့သူ့ပြေးခဲ့တာတွေအပြေးလွန်ပြီးတော့အမောဆိုးလို့တရီလစ်သွားတာတွေကိုပြန်မြင်လာခဲ့ပါတယ်တခုနဲ့တခုချိတ်ဆက်မိလာတာနဲ့များသူ့ဖြစ်ခဲ့သမျှတွေကိုအားလုံးနားလည်အောင်တည်တည်ချာချာ ရှင်းပြလိုက်ပါတယ်အရိခါကြမှာလူတွေကလည်းလန်သွားကြပြီးတော့တကယ်လားဆိုပြီးတော့မေးလာကြပါတယ်တချို့ကလည်းကိုကျော်ကြီးအရက်ကြောင်ကြောင်ပြီးတော့ရှောက်ပြောတာလို့သတ်မှတ်ကြပါတယ်နောက်ပိုင်းလာတွေတော်တော်ကြာလာတော့လူတွေသိလာတာကကိုကျော်ကြီးအပြင်ညဘက်တကောင်ချိန်လောက်လူပြတ်တဲ့ချိန်ဒီမှာအဲ့ဒီလမ်းကတယောက်တည်းပြန်ပြစ်တဲ့အခါအနောက်ကနေကိုကျော်ကြီးကြုံခဲ့တယ်လို့မျိုးတရေမကပြေးလိုက်တတ်တာတွေကိုကြုံလာရတယ်ဆိုတဲ့သတင်းတွေကြားတော့မှကိုကျော်ကြီးစကားကိုလက်ခံလာကြပါတယ်အစားအသောက်ပါလာရင်လိုက်ဆွဲတဲ့အထိကိုစိုးတယ်လို့လည်းကြားကြရပါတယ်တချို့ကြတော့လည်းအပုံနဲ့နဲ့အနံ့ပေးတယ်အချောက်လန့်ခံရတယ်လို့လည်းပြောကြပါတယ်အားလုံးကို ဆက်ဆက်ကြည့်လိုက်တော့ဒီတရေမှာဘသူလဲဆိုတာတော့အလုံးလဲရိတ်စားမိကြမှာပါတကယ်လို့ကုတ်ပတ်ဝင်းကျင်မှာဈေးတစ်ခုရှိတယ်အဲ့ဈေးနားမှာလည်းလမ်းသွယ်လေးတစ်ခုရှိတယ်ညဘက်ဆိုရင်လူပြတ်တယ်ဆိုတယောက်တည်းညဘက်အိမ်ပြန်ရတဲ့အခါမျိုးမှာဖျားတရားမမေ့ပဲနဲ့တတိထားပြီးပြန်ကြဖို့အထူးမှာကြပါရစေဗျာဒီဖြစ်ရလေကအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ကိစ္စလေးဖြစ်တာကြောင့်ကာယကံရှင်တွေရဲ့မိသားစုတွေကလည်းတက်ရှိတင်ရာရှိနေသေးတာကြောင့်နေရာအတိအကျပြောခွင့်မရှိတဲ့အတွက်ကိုတော့နားလည်ပေးစေချင်ပါတယ်ဗျာမဖြစ်မနေဒီလမ်းကနေညဘက်ကိုတယောက်တည်းအိမ်ပြန်ရမယ်ဆိုရင်လည်းအတွေ့အထိမှာတစ်ခုတော့ကြိုတွေးထားပါကိုသားကိုကျော်ကြီးနေရာ မှာဆိုရင်ဘာတွေလုံးမိမှာလဲဆိုတာလေးကိုပေါ့ဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီ။စာရေးသူမိုးဆွေရေးသားထားတဲ့ငစိမ့်တယ်မဆိုတဲ့ပရာလောကဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျ။မူရင်းရေးသားသူစာရေးသူကိုလည်းကာရဝပြုတ်ရင်းနဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။